ငင်းချမ်းခြင်းအတွက်သာသနာတော်ဝန်ထမ်းဆောင်ခြင်းကက်သလစ်သာသနာတော်၏နေ့စဉ်ကျမ်းစာထောက်ရှိခြင်းများကိုဝေမျှပေးနေပါတယ်အောက်တိုဘာလ19ရက်နေ့အတွင်းမှာ29ရက်မြောက်တာမန်တင်းငွေနေ့အတွင်းနဲ့မစ်ရှင်ဆန်တီလို့ခေါ်တဲ့သာသနာပြုတင်းငွေနေ့ဖြစ်ပါတယ်ကင်ခရစ်တော်ဟာမိမိရဲ့တပည့်တော်များကိုမွန်ပပန်းဆူတောင်းရန်လိုအပ်ပုံကိုပုံဥပမာတစ်ခုဖြင့်တုံသင်ခဲ့ပါတယ် ဧဝံဂေလိတရားတော်မှာဖော်ပြထားတဲ့အတိုင်းပဲမြို့တစ်မြို့မှာတရားသူကြီးတူရှိပြီးသူသူဟာဘုရားသခင်ကိုမကြောက်ရွံ့တကယ်သို့ဤသူကိုမှလည်းအရေးမထားပါဘူးချိုးမြို့၌ပင်မူဆိုးမတူဟာမိမိရန်သူလက်မှတရားမျှတမှုရရှိရန်အတွက်တရားသူကြီးထံသို့အချင်းချင်းအခါခါလာရောက်တောင်းပန်ခဲ့ပါတယ်အစာပိုင်းမှာတရားသူကြီးကညင်းပယ်ခဲ့တော်လဲနောက်ဆုံးတွင်သူသည် အမြဲတစေလာရနှောက်ရှက်နေသောကြောင့်မုတ်ဆိုးမကိုတရားမျှတမှုပေးခဲ့ပါတယ်။ကင်ခရစ်တော်ကဤမတရားသောတရားသူကြီးရဲ့လုပ်ရက်ကိုကြည့်ရှုဖို့ထို့နောက်မိမိရဲ့ရွေးကောက်ထားတဲ့သူတွေအတွက်ညမအိတ်နေမအိတ်ဆုတောင်းချင်ရန်ထို့သို့ဆုတောင်းမယ်ဆိုရင်နှောင့်နှေးခြင်းမရှိဘဲဖျားခင်ကတရားမျှတမှုကိုဖြစ်စေမယ်ဆိုတဲ့အကြောင်းပြောကြားခဲ့ပါတယ်။ကျွန်တော်ခရိယန်တွေဟာ လက်ရှိကျွန်တော်တို့ကြုံတွေ့နေရတဲ့ဒုက္ခအခက်အခဲတွေနဲ့စိန်ခေါ်မှုတွေအလယ်မှာမမောမပန်းဆူတောင်းဖို့ရန်အရေးကြီးကြောင်းယနေ့ဧဝံဂေလိတရားကသွန်သင်နေပါတယ်။ဇွဲရှိရှိနဲ့ဆူတောင်းခြင်းဟာမုတ်ဆိုးမအားတရားမြတ်တမ်းမှုကိုရရှိစေတဲ့ကဲ့သို့ကျွန်တော်တို့တယောက်ချင်းစီကလည်းပဲဇွဲရှိရှိနဲ့ဆူတောင်းမယ်ဆိုရင်တရားမြတ်တမ်းမှုနဲ့ငြိမ်းချမ်းရေးနဲ့အင်တန်လျောက်ပတ်တဲ့အဖြစ်များကို ရရှိလိမ့်မယ်ဆိုတာကို ြည့်ရမှာဖြစ်ပါတယ်။တရားသူကြီးဟာမတရားတော့လည်းပဲမဟုတ်ဆိုးမှကိုကြားမြတ်တမှုကိုဆောင်ယူပေးနိုင်ခဲ့ပါတယ်။ဖျားသခင်ဆိုတာကတော့မတရားသောတရားသူကြီးထက်တာလွန်ကောင်းမွန်ပြီးမိမိရဲ့လူများကိုအမြဲတစေတရားမြတ်တမှုပေးနိုင်ဖို့ရန်ကုဏာစိတ်ထားတဲ့အကြောင်းဤပုံဥမာကရှင်းပြထားပါတယ်။ကျွန်တော်နေ့စဉ်ကြုံတွေ့နေရတဲ့ဒုက္ခခဲတွေမတရားမှုတွေကိုကြုံတွေ့နေရချိန်မှာ ရားသခင်ထံမှတရားမျှတမှုကိုအလင်းအမြန်ဆောင်ရွက်ပြနိုင်မှုရန်အတွက်ယုံကြည်ခြင်းဖြင့်ကျွန်တော်တို့ဆုတောင်းနိုင်ရဲဆိုတာကိုဒီနေ့ကျမ်းစာကထောက်ရှုနိုင်ဖို့ရည်ထားပါတယ်။သခင်ခရစ်တော်ကတရားမျှတမှုကိုအလင်းအမြန်ပေးမိလို့ဂရိပေးခဲ့ပါတယ်။လူသားသည်ပြန်လာတော့အခါသူဒီကဘာမြေပေါ်ရုံကြီးချင်းကိုတွင်ပြော်မီလာဟူသောမိကွန်ဖြင့်ဤပုံပမာကိုအဆုံးသတ်ထားခဲ့ပါတယ်။ကျွန်တော်တို့အတွက်ဤမိကွန်ဟာ ပရိပခာနဲ့မတိကျမြေရာမှုတွေကြားထဲမှာခိုင်မာတဲ့ယုံကြည်ခြင်းကိုဆက်လက်ထိန်းသိမ်းရတဲ့ဘုရားခင်ဟာကျွန်တော်တို့တယောက်ချင်းစီရဲ့စုတောင်းတန်များကိုနားထောင်ပြီးအကောင်းဆုံးအဖြေကိုပေးလိမ့်မယ်လို့မျှော်လင့်ခြင်းဖြင့်အသက်ရှင်နေထိုင်သွားရန်တိုက်တွန်းနေပါတယ်။ဒီနေ့ဟာကမ္ဘာသာသနာပြုသတင်းတွေနေ့ဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကြားနာခဲ့ရတဲ့ဧဝံဂေလိကျမ်းစာတော်ဟာမြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ကျွန်တော်တို့ခရိယန်တယောက်ချင်းစီဟာ ရားသခင်ရဲ့တာဝန်ကိုထမ်းဆောင်ရပါမယ်။ရားသခင်ရဲ့တာဝန်ကတော့ငြိမ်းချမ်းခြင်းကိုပေးခြင်းဖြစ်ပါတယ်။ကျွန်တော်တို့နှလုံးသားတွေငြိမ်းချမ်းခြင်းရှိရမှာဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့ဆိုင်တဲ့လောကငြိမ်းချမ်းခြင်းကိုလည်းယူဆောင်နိုင်ပေးဖို့ရန်အတွက်ယုံကြည်ခြင်းနဲ့စွဲရှိရှိနဲ့ဆုတောင်းဖို့ရန်အတွက်ဒီနေ့ကျွန်တော်တို့ထောက်ရှုနိုင်ပါတယ်။ခက်ခဲတဲ့အခြေအနေတွေမှာဘုရားသခင်ကိုမျှော်လင့်ခြင်းဘုရားသခင်မေတ္တာတော်ကို တက်သေးခံခြင်းဒီအရာတွေကကျွန်တော်တို့ဘဝအသက်တာမှာသာသနာပြုခရစ်တော်ရဲ့သာသနာလုပ်ငန်းတောင်းဝန်တွေကိုထမ်းဆောင်ခြင်းဖြစ်ပါတယ်။နေချုံနေနဲ့မိမိရဲ့လူမျိုးကိုနေညာမပြတ်ဆူတောင်းသောအခါဘုရားရှင်ကအလင်းမြန်တရားမြတ်တာပေးမိဟုဂတိပြုခဲ့တဲ့အကြောင်းကိုကြားရခြင်းဖြစ်ပါတယ်။ဒီနေ့ကျမ်းစာတော်များဟာကျွန်တော်တယောက်ချင်းစီခက်ခဲသောကာလတွေမှာလဲဆူတောင်းခြင်းယုံကြည်ခြင်းနဲ့ ျော်လင့်ခြင်းတို့ကိုဆွဲကင်ထားဖို့တိုက်တွန်းပါတယ်။ဘုရားသခင်ရဲ့နိုင်ငံတော်ဟာဆူတောင်းခြင်းနဲ့ယုံကြည်ခြင်းမှတဆင့်အစပြုလာကြောင်းကိုကျွန်တော်တို့တရားစီပါတယ်။ဒါကြောင့်ဒီနေ့ကမ္ဘာသာသနာပြုဒီနေ့ဥနေနေ့မှာကျွန်တော်တို့အဝင်ခြင်းကျွန်တော်တို့ရဲ့အတိုင်းအဝိုင်းအတွက်ဘုရားသခင်ရဲ့သာသနာတောင်းဝန်တွေကိုကျွန်တော်တို့ဘယ်လိုထမ်းဆောင်ကြမှာလဲ။ဘုရားသခင်နဲ့အတူဘုရားသခင်မျှော်လင့်လျက်ဘုရားသခင်အပေါ်မှာယုံကြည်ကိုးစားလျက် ကျွန်တော်တို့တယောက်ချင်းစီဟာသာသနာပြုလုပ်ငန်းတွေကိုငင်းချမ်းရေးအတွက်တရားမျှတမှုအတွက်ဘုရားသခင်အလင်းအမြန်ပေးသနာနိုင်မှုရန်အတွက်ကျွန်တော်တို့ရှင်ဆက်မပြတ်ဆုတောင်းရမယ်ဆိုတာကိုထောက်ရှုလျက်ကောင်းသောခရိယန်၏အဖြစ်သက်တည်ပြသကြပါစို့